ဆိုရင်စိတ်ဆိုတာတော့ပါလေလို့မေးမယ်တောကဆိုတာကြတော့အဘိဓမ္မာသဘောအရစိတ်แท้ဖြစ်တယ်အရာဟာဘယ်ဟာလဲလို့ဆိုဒေါသနဲ့ရှင်တွဲပြီးတော့ဖြစ်တဲ့ခြေကွဲတဲ့ခံစားမှုဒေါမနတဝေဒနာတောကလို့ခေါ်တာစိတ်แท้နှလုံးထဲမှာဝမ်းနဲ့ခြေကွဲမှုဆိုတာဒေါသနဲ့ရှင်တွဲလာတာ ဲ့တော့ဒေါသမရှိပဲဝမ်းနဲ့ကြည်ကွဲမှုဆိုတာလည်းမဖြစ်နိုင်ဘူးလူတွေမှာခံပြင်းဒေါသဆိုတာမခံနိုင်ဘူးကိုယ်ပိုင်ဆိုင်တဲ့အရာတခုပျက်စီးသွားတာမခံနိုင်ဘူးဟောကိုယ်မြတ်လို့တဲ့အရာတခုပျက်စီးသွားမှာမခံနိုင်ဘူးကိုယ်မှာတစုံတစ်ခုမဖြစ်ချင်တာတွေဖြစ်လာမှာကိုခံနိုင်ရေမရှိဘူး အဲ့ဒီခန္ဓာကြီးမရှိဘူးဖြစ်လာမှာကိုမုန်တီးတယ်ဆိုတဲ့ဒေါသအဲ့ဒီဒေါသကိုအခြေခံပြီးတော့နော်ပြောကြတာလူတွေကတော့လက်မြောက်လို့အရှုံးပေးနှလုံးအေးတဲ့စေတဲ့ဘယ်အေးမှာတော့ဒါကြတော့ဒေါသရှိနေတဲ့များကလည်းပဲလို့နှလုံးကတော့မအေးဘူးစိတ်ခံမြင်းတဲ့ဒေါသအခြေခံပြီးတော့ ေါမနတဆိုရင်ဝန်းနေခြင်းချိကွဲခြင်းဆိုရင်ရင်းဆိုတဲ့ဒေါမနတရူသောကရူဆိုတာလာတော့တာပဲသူကဆောင်းတိန်လို့မရတဲ့ခံစားမှုတပုံအဲ့တော့သောကဆိုတာစိတ်ရဲ့ခံစားမှုဒေါမနတဆိုတာလည်းစိတ်ရဲ့ခံစားမှုတစ်မျိုးပဲအဲ့ဒီစိတ်ရဲ့ခံစားမှုနှစ်ခုစလုံးဟာဘာကိုအခြေခံပြီးတော့ဖြစ်နေတာလို့ဆိုမုံတီခြင်းဆိုတဲ့ဒေါသကိုအခြေခံပြီးတော့ဖြစ်နေတာ ေါသဆိုနေမှာကိုကအနိုင်ရလို့ရှိရင်လွှမ်းမိုးတဲ့ဒေါသကိုကအရှုံးလို့ဆိုရင်ကြောက်တဲ့ဒေါသကြောက်တာလဲဒေါသပဲအနိုင်ယူတာလဲဒေါသပဲကိုကပြင်းထန်လာလို့ရှိရင်အနိုင်ယူတတ်တယ်အဲကိုကအရှုံးပေးရလို့ရှိရင်ကြောက်တယ်အဲ့ဒီကြောက်ချင်းလန့်ချင်းထိတ်လန့်ချင်းတုံ့လောက်ချင်းဆိုတာအရာတွေဟာအလုံးဟာဒေါသရဲ့ တဘာဝတွေကြည့်ပဲကိုအဲ့ဒီကြောင်းလန့်ထိတ်လန့်တုံ့လုံးမှုဆိုတဲ့ဒေါသကိုခြေခံပြီးတော့ဝမ်းနဲ့ခြေခွဲမှုဆိုတဲ့ဒေါမနတာခံစားရစိုးရိမ်တယ်ဆိုတဲ့တောကကိုခံစားရတယ်